င်္ဂလာညချမ်းလေးပါရှင်မြို့ရရဲ့အော်တိုဘာလ26ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ယင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ဆက်ကြေးကောက်ဖို့ထွက်လာတဲ့အာမသိန်းစစ်တပ်လက်အောက်ခံရဲတပ်သား2ဦးတိုက်ခိုက်ခံရပြီးသေဆုံးတဲ့သတင်းထားရပင်မြို့နယ်ကဘုံမတီးကြီးရွာကိုဘုံကျဲခဲ့တာကြောင့်နေအိမ်ကိုပြန်လာတဲ့အရသာတအူးဘုံစားထိမှန်သေဆုံးတဲ့သတင်း ဆောမျိုးနယ်မှာအသက်73နှစ်အရွယ်မိန်းကလေးကိုတာမယာပြုကျင့်တပ်ဖြတ်ပြီးတိတ်ဆုံးသူကိုဆေးရုံကနေအောက်မှာဖွက်ထားခဲ့တယ်လို့ဆိုတဲ့သတင်းစစ်မှုထမ်းနေတဲ့ပြည်သူစစ်တွေကိုတက်တန်းပြေးလို့ထွက်ပြီးရင်ပုဂ္ဂလိကကုမ္ပဏီတွေမှာအလုပ်ပေးဖို့အစီအဝေးမှာပြောဆိုတဲ့သတင်းဆလေးမျိုးအထကတက်မှာ great တန်းចောင်းသူတအူးကိုရည်သားပြည်သူနဲ့တငယ်ချင်းတွေကအုပ်စုဖွဲ့အာရမပြုကျင့်ကဗီဒီယိုရိုက်ကူးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားတဲ့တဲ့ အာနာသိန်းစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ9ဦးသေဆုံးက10ဦးထပ်မံထိခိုက်ဒဏ်ရာရတဲ့တဲ့တင်ဒေါအောင်ဆန်းစုကြည်တမတအဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုလှုပ်ပေးရန်ဒိုနေထွန်းအနေနဲ့တောင်းဆိုပေးဖို့ဆန္ဒထုတ်ဖော်တဲ့တဲ့တင်အရှေ့တီမောနိုင်ငံအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ဖြစ်လာတဲ့တဲ့အစရှိတဲ့သတင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စက်ကြီးကောက်ဖို့ထွက်လာတဲ့အနာသိန်းစစ်တပ်လောက်ခံရဲတပ်သားနှုတ်တိုက်ခိုက်ခံပြီးတိဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းတရက်ခရိုင်မင်းတို့မြို့နယ်မှာဒီကနေ့အော်တိုဘာလ26ရက်နေ့မနက်6နာရီဝန်းကျင်ခန့်ကအနာသိန်းစစ်တပ်လောက်ခံရဲတပ်သားနှုတ်တိုက်ခိုက်ခံပြီးတိဆုံးခဲ့တယ်လို့တရက်ခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ထားပါတယ်။မင်းတို့မြို့နယ်အင်းလေကုန်းကြီးရွာအနီးမင်းတို့မြို့အဝယ်လမ်းမိုင်းပေါ်မှာခီးသွွားကားတွေကိုလက်နက်နဲ့ချင်းချောက်ပြီးစက်ကြီးကောက်ဖို့ထွက်လာတဲ့ အာနာသိန်းစစ်တပ်လောက်ခန့်ရဲတပ်သား2ဦးကိုတော်လိုင်းရေးတပ်ဖွဲ့တွေကကင်းမုံဝစ်ပြီးစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။ရဲတပ်သား2ဦးဖြစ်တဲ့နေမင်းထက်နဲ့တပ်ထိုက်စိုးတို့ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့ရာနေရာမှာပဲတေဆုံးသွားခဲ့ပြီး G3 နှလက် G3 ကြီပေါင်း2ခု G3 ကြီ29တောက်လက်ပစ်ပုံဒီတစ်လုံးလက်ထိပ်တစ်ခုဖုန်းတစ်လုံးနဲ့ငွေသား6500ကျပ်တို့ကိုတင်စီရမိခဲ့တယ်လို့သိရှိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခရိုင် MLA တရင်တခွေနှစ်တက်စိတ်ငါတို့မှပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လည်ရေးတပ်ဖွဲ့တွေကအထီးအခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။မကွေးတိုင်းအတွင်းရှိမြို့နယ်တချို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးအာဏာသိမ်းစစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးတာတွေအပြင်ငွေကြေးတောင်းခံမှုတွေလည်းရှိနေတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ17ရက်နေ့ကလည်းမင်းတို့မြို့နယ်ပသိမ်မုံရွာလမ်းမကြီးပဲ ကြောက်တန့်ကြီးရွာရှိတိုက်နယ်စေယုံမှာတက်ဆွဲထားတဲ့အင်အား35ဦးခန့်ရှိတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှအရာရှိအပါအဝင်၄ဦးနဲ့အထက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ထန်းနပင်မြို့နယ်ကပုံမဒီကြီးရွာကိုပုံကျဲခဲ့တာကြောင့်နေအိမ်ကိုပြန်လာတဲ့အရက်သားတအူဘုံစားတိမှန်တိဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကူတိုင်းထန်းနပင်မြို့နယ်ပုံမဒီကြီးရွာအနီးမှာ အော်တိုဘားလာ24ရက်နေ့ကစစ်ကောက်မရှင်တက်တဲ့တော်လိုင်းရေးတက်တဲ့အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတိုက်ပွဲတွေအကြာနှင်းကို ပြန်လာတဲ့အယတတအုပ်သိဆုံးခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲကခဏခဏဖြစ်တယ်။ဘုံမတီးမှာစစ်တပ်စခန်းရှိတယ်။အဲကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းရေးတက်တဲ့ပြစ်ခတ်ကြတာပါလို့ဒေသခံတအုပ်ကပြောဆိုထားပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောက်မရှင်တပ်ကပါရာမော်တာနဲ့ဘုံဒီ၃လုံးလာရောက်ကျဲချခဲ့တယ်လို့သိရှိရပြီး ဆိုင်ကယ်နဲ့ရွာကိုပြန်လာတဲ့အရသားတဦးဘုံစားထိမှန်တိတ်ဆုံးခဲ့တယ်လို့ဆိုထားပါဗျ။ရွှေချောင်းကုန်းရွာကအမျိုးသားကိုဘုံမှန်တာ။သူကရွာကိုဆိုင်ကယ်နဲ့အပြန်မှာဘုံကျဲတာနဲ့တူတာ။တိုက်ပွဲကဒီနေ့တော့ညင်နေပါတယ်လို့ဒေသခံတဦးကပြောဆိုထားပါဗျ။ရွှေချောင်းကုန်းရွာကဦးတူအသက်40ဝန်းကျင်ဆိုသူဟာစစ်ကောင်မရှင်ရဲ့ဘုံကျဲမှုကြောင့်ဘုံစားထိမှန်တိတ်ဆုံးခဲ့ရပြီ။အော်တိုဘာလ25ရက်နေ့မှာတော့နှစ်ဖက်စလုံးပြစ်ခတ်မှုမရှိဘဲတိုက်ပွဲကြီးနေတယ်လို့သိရှိရပါတယ်ရှင်။ တတိယသတင်းတစ်ပုဒ်အနေနဲ့စောမျိုးနယ်မှာအသက်73နှစ်အရွယ်မိန်းကလေးကိုတာမယာပြုကျင့်တတ်ဖြတ်ပြီးတေဆုံးသူကို ဆေးရုံကနေအောက်မှာဖွက်ထားခဲ့တယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပြပါမယ်ရှင်။မကွေတိုင်းစောမျိုးနယ်မှာ၅ရက်ကြာပျောက်ဆုံးနေတဲ့အသက်73နှစ်အရွယ်မိန်းကလေးကိုဆေးရုံအခန်းတစ်ခုမှာအာရမကျင့်တတ်ဖြတ်ခံထားရတဲ့အနေအထားနဲ့တွေ့ရှိခဲ့တယ်လို့သိရှိရပါတယ်။အော်တိုဘာလ22ရက်နေ့ကစောမျိုးတိရိယန္တနာရက်ကွက်မှာနေထိုင်တဲ့အသက်73နှစ်အရွယ်မိန်းကလေးဟာ ထခင်နဲ့တည်ကျွမ်းတဲ့ခင်မင်သူရဲ့ခေါ်ဆိုမှုကြောင့်နေအင်းကခိတလိုက်သွားရာကပြန်မလာတော့တာလို့သိရှိရပြီးအော်တိုဘာလ25ရက်နေ့မှာရုပ်အလောင်းကို တွေ့ခဲ့တာလို့သိရှိရပါတယ်။21ရက်နေ့ကသူတို့အတိတ်ကောင်းလေးကလာခေါ်လို့လိုက်သွားတာ။အဲ့ကလေးကပြန်မလာတော့တာ။25ရက်နေ့မှာစောမြုပ်စီယုံကအခန်းတစ်ခန်းမှာအလောင်းကိုတွေ့တဲ့အကြောင်းကြားမှသွားကြည့်လို့သူတို့တမိမှန်သိကြတာလို့ဒေတာခန်တအူးကပြောဆိုထားပါတယ်။ တည်ဆုံးသူမှာအသက်73နှစ်အရွယ်မတ်အေးငင်းလင်းဖြစ်တယ်လို့သိရှိရပြီးအရင်ကမိသားစုနဲ့တီကျွမ်းတဲ့ကိုမင်းမင်းဆို22နှစ်ကလိန်လဲခေါ်ယူကတာမယာပြုကျင့်ပြီးတက်ဖြတ်ခဲ့တာလို့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့စစ်စီမင်းမြတ်ချက်အရာမနေ့ကညနေ၄နာရီခန့်ကတရက်ခန့်ကိုဖမ်းဆီးရမိစဉ်ထွက်ဆိုတယ်လို့သိရှိရပါတယ်။ကလေးမလေးကိုလာခေါ်တဲ့သူကိုဖမ်းပြီးစစ်ဆေးတာမှာဝန်ခံတာ။သူအဲ့လိုအရမကျင်ပါတယ်။တတ်ပါတယ်ပေါ့လေ။ အလောင်းကိုစေယုံကအခန်းတစ်ခုရဲ့ကရင်အောက်မှာဖွက်ထားတယ်ဆိုပြီးထွက်ဆိုတယ်လို့တိတခန့်တဦးကပြောဆိုထားပါတယ်။တရခန့်ကိုမင်းမင်းစုဟာအရင်ကလေအာမပြူချင်းနဲ့ပြစ်မှုတချို့ရှိခဲ့ဘူးတယ်လို့သိရှိရပြီးလက်တလုံးမှာဒေတာခန့်တွေကတရားမျှတတဲ့စီရင်ချက်ကိုချမှတ်ပေးဖို့တော်လိုင်းတက်တွေကိုတောင်းဆိုနေကြပြီးတည်ရန်ပေးဖို့ကိုပါထပ်လောင်းပြောဆိုနေကြပါတယ်ရှင်။ နောက်ထပ်သတင်းတပုတ်အနေနဲ့စစ်မှုထမ်းနေတဲ့ပြည်သူစစ်တွေကိုတတ်တမ်းပြေလို့ထွက်မရရင်ဩဂလိကကုမ္ပဏီတွေမှာအလုပ်ပေးဖို့အစီအဝေးမှာပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်မရှိတပ်မှတာဝန်ထမ်းဆောင်မှုတဲ့ပြည်သူစစ်တွေနဲ့စစ်မှုထမ်းအောင်တွေကိုကုမ္ပဏီတွေနဲ့ဩဂလိကလုပ်ငန်းတွေမှာထည့်ပေးမယ်လို့စီမံခန့်ခွဲမှုကော်မတီရဲ့ဒုတိယအကြိမ်အစီအဝေးမှာကော်မတီဥက္ကဋ္ဌဖြစ်တဲ့မောင်မောင်အေးကပြောဆိုထားပါတယ်။ အော်တိုဘားလာ23ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့ဒုတိယအကြိမ်မြောက်စီမံခန့်ခွဲမှုကော်မတီရဲ့ညှိနှိုင်းအစည်းအဝေးပွဲမှာကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကပြောဆိုခဲ့တာပါပြည်သူစစ်တွေနဲ့စစ်မှုထမ်းတွေတက်တန်းပြေးလို့နှုတ်ထွက်ပြီးပုဂ္ဂလိကကော်မတီတွေနဲ့နေရာတော်တော်များများမှာအလုပ်ရအောင်လုပ်ပေးမယ်လို့ပြောတာတွေ့တယ်အခုလက်ရှိသူတို့လက်အောက်ခံအုပ်ကြီးတွေတည်နေတာတော့ဘာတာဝန်ယူမှုမှမရှိဘူးရဲတွေစစ်သားတွေတည်တာတော့ မိသားစုကိုအထက်ကိုအကြောင်းမကြားပဲလာစာထိုင်ထုတ်ပြီးစားနေတဲ့ဟာကိုစစ်မှုထမ်းနေအလုပ်ပေးမယ်ဆိုတာကတမင်မလုံးပေးပြောနေတာပါလို့စီဒီယန်စစ်သားတပ်ဦးကပြောဆိုထားပါတယ်စစ်မှုထမ်းနှုတ်ထွက်ခွင့်ရပြီးသူတွေကိုအသက်မူဝမ်းကြောင်းတင်တန်းနေစစ်မှုတင်တန်းနေတင်ကြားပေးပြီးတင်တန်းလက်မှတ်ထုတ်ပေးကပုဂ္ဂလိကကုမ္ပဏီတွေမှာအလုပ်ထည့်ပေးမှာလို့သိရှိရပြီးအစိုးရဌာနကုမ္ပဏီတွေပုဂ္ဂလိကလုပ်ငန်းတွေကလည်းအတိမတ်ပြုပြီးအလုပ်ခန့်ရမယ်လို့ပြောဆိုထားပါတယ် ဗိုလ်ချုပ်ကြီးမမအေးကတော့စစ်မှုထောင်းတွေကိုပြည်ပအလို့အကန်ရှာဖွေပေးဖို့တွေကအစာမှားကြားထားတယ်လို့ဆိုထားပါတယ်။စစ်မှုထမ်းနေတဲ့ပြည်သူစစ်တွေအတွက်အလို့အကန်ရရှိရေးစီမံခန့်ခွဲမှုကော်မတီကိုဇူလိုင်လ10ရက်နေ့ကဖွဲ့စည်းခဲ့တာဖြစ်ပြီးဗိုလ်ချုပ်မမအေးကဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတာပဲဖြစ်ပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဆလင်းမျိုးအာထကတက်မှာခရိတန်းចောင်းသူတဦးကိုရှင်းသားဖြစ်သူနဲ့တငယ်ချင်းတွေကအုပ်စုဖွဲ့အရမပြုကျင့်ကဗီဒီယိုရိုက်ကူးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းမြို့မှုခရိုင်ဆလင်းမျိုးအာထကចောင်းမှာចောင်းသူတဦးကိုအုပ်စုဖွဲ့အရမပြုကျင့်ကဗီဒီယိုရိုက်ပြီးလိုင်းမော်တင်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။အော်တိုဘားလ23ရက်နေ့ကဆလင်းမျိုးအာထကတက်မှာဖြစ်ပွားခဲ့တာလို့သိရှိရပြီးခရိတန်းចောင်းသူမတ်ဖြူစင်အမိလွဲကို သူမရဲ့ချစ်သူဖြစ်သူဂရိတ်ွဲเจ้าသားကမွေးနေ့ပွဲရှိတယ်လို့သူကခေါ်ပြီးသူ့တငယ်ချင်းเจ้าသားတွေနဲ့အတူ TT ဖျားဝင်းထဲမှာအုပ်စုဖွဲ့အာမပြုခြင်းကဗီဒီယိုရိုက်ကူးခဲ့တာလို့သိရှိရပါတယ်။ကောင်မလေးကိုမွေးနေ့သွားမယ်ဆိုပြီးသူ့ကောင်လေးကခေါ်တာ။အဲ့ဒါအခုကျတော့အရက်တွေတောက်ကြပြီးမွေးနေ့ချင်းအာမအုပ်စုဖွဲ့ကျင့်ပြီးဗီဒီယိုရိုက်ကြတာပြောတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်။ အရမချင်းခံရသူမင်းကလေးလေပင်ကိုစစ်သူကောင်လေးကညှစ်ထားခဲ့တာကြောင့်အချိန်အတော်အကြာသတိလစ်နေခဲ့တယ်လို့သိရှိရပြီးသတိရလာမှဘီနာကလူတွေရဲ့အကူအညီနဲ့ဆေးရုံရောက်ခဲ့ရတယ်လို့သိရှိရပါတယ်။သတိရလာမှဘီကလူတွေကို အကူအညီတောင်းပြီးဆေးရုံရောက်အမှုဖွင့်တာတရားခံနေမိပြီးအမှုကိုရဲတွေကလက်စားပြီးပိတ်မှာကိုမိသားစုတွေကကြောက်နေကြတယ်လို့တိသားခန်တအူးကပြောဆိုထားပါတယ်။အာနာမသိငင်ကဆလင်းအားထကတက်မှာ ចောင်းသားတရားကိုဆီယာဆီယာမဆယ်ဦးနဲ့ထိန်းချုပ်နိုင်ခဲ့ပြီးအနာသိမ့်ပြီးနောက်ဆလင်းအထက်ကတက်မှာဆီယာဆီယာမ30ဦးခန့်ရှိပေမယ်။ចောင်းသားတွေဟာမကြခဏရန်ဖြစ်တာတမီရီစာပြဿနာတွေလည်းမကြခဏရှင်းနေကြရပြီးចောင်းသားတွေကိုမထိန်းနိုင်ဘူးလို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အာနာသိန်းစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ9ဦးသေဆုံးက10ဦးထပ်မံနေထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မကွေတိုင်းပခုံးကူခရိုင်စိတ်ဖြူမြို့နယ်မှာအော်တိုဘာလ25ရက်နေ့မနက်7:00နာရီဝန်းကျင်ခန့်ကအာနာသိန်းစစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ9ဦးသေဆုံးက10ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရင်းနှသာကော်လန်ကထုတ်ပြန်ထားပါတယ်။စိတ်ဖြူမြို့နယ်ဘောလုံးဝင်းကထွက်လာတဲ့ကပ္ပစာ21ကပ္ပစာ22လာကတ2036လာစာခ9ခလာရ73တမခ88တို့မှစစ်ကား15ကြီးနဲ့ စစ်တပ်အင်အား200ပါးစစ်ကြောင်းတို့ကိုဝေးပင်ချောင်းကြီးရွာအနီးမှာတော်လရေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်။ချင်းတောင်ကြီးရွာအနီးမှာထိတွေ့မှုဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှစစ်ကားနှစ်စီးပြက်စီးခဲ့ကတိုက်ပွဲအတွင်းစစ်တပ်ဘက်မှဆလင်းမျိုးနဲ့တညောင်တိုက်နယ်လျှက်စစ်ခွဲရုံမှာလက်နက်ကြီးပစ်ကူပေးခဲ့ပြီးစိတ်ဖြူဆလင်းကလန်ထိုးစစ်အရှိန်မြင့်ခဲ့တာကြောင့်တော်လရေးတပ်ဖွဲ့တွေကနောက်ဆုတ်ပေးခဲ့ရတယ်လို့ဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်းပကဖရွေလျားစစ်ကြောင်းရင်းနှသာကောလန် ပခုတ်ကူခရိုင်အမှတ်၁၉တည်ရင်နဲ့အမှတ်၄တည်ရင်တို့မှပူပေါင်းတိုက်ခိုက်ဖော်ဆောင်ခဲ့တာလို့သိရှိရပါတယ်။စိတ်ဖြူမျိုးနဲ့အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးအာနာသိန်းစစ်တပ်ကပြည်သူတွေကိုပိတ်မှတ်ထားတာလေးချောင်းတိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ၁၈ရက်နေ့ကလည်းစိတ်ဖြူမျိုးနယ်ရှိ အာနာသိန်းစစ်တပ်လာအုပ်ခံလက်ဆယ်ရဲစခန်းကိုတော်လိုင်းအင်အားစုတွေကတိုက်ခိုက်ခဲ့ရာရဲတပ်လျာ၄ခုနဲ့ဗန်းက၄ခုအထိသိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ၃ဦးတည်ဆုံးခဲ့တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒေါ်အောင်ဆန်းစုကြည်တမတအဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုလွှတ်ပေးရန်ဒေါ်နေထွန်းအနေနဲ့တောင်းဆိုပေးဖို့ဆန္ဒထုတ်ဖော်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်တမတဒေါ်နေထွန်းအနေနဲ့အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးမှာဒေါ်အောင်ဆန်းစုကြည်တမတဦးဝင်းမြင့်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးလွှတ်ပေးဖို့ကိုတောင်းဆိုပေးဖို့အမေရိကရောက်မြန်မာပြည်သားတွေဟာအော်တိုဘာလ24ရက်နေ့ညပိုင်းက အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မြို့မှာရှိတဲ့တမတအင်ဖီရိုရှေ့မှာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ဒီကနေ့အော်တိုဘာလ26ရက်နေ့မှာအမေရိကန်တမတဒေါ်နယ်ထရန့်ဟာ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အရှေ့တီမောနိုင်ငံအာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အရှေ့တီမောခေါ်တီမောလက်စတေနိုင်ငံဟာ ဒီကနေ့အော်တိုဘာလ26ရက်နေ့မှာအရှိတောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့17နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။လူဦးရေ1.4တမ၄သန်းသာရှိပြီးတီမောလက်စတေလို့လည်းပေါ်တူဂီဘာသာစကားအရခေါ်ဆိုတဲ့နိုင်ငံဟာအာရှရဲ့အစည်းအဝေးဆုံးနိုင်ငံဒီမှာပါဝင်ပါတယ်။ဒေါ်လာ3.8ထရီလီယံရှိတဲ့အာဆီယံရဲ့စုစုပေါင်း GDP မှာဒေါ်လာ1ဘီလီယံခန့်နဲ့တင်းငယ်တဲ့အစိတ်အပိုင်းကိုသာကိုစားပြုတဲ့နိုင်ငံဟာ စီးပွားရေးပေါင်းစည်းမှုမှာအကျိုးကျေးဇူးများရဖို့မျှော်လင့်နေပါတယ်။အရှိတီမောအနေနဲ့14နှစ်ကြာစောင့်ဆိုင်းခဲ့ရပြီးမှအာဆီယံအဖွဲ့ကိုဝင်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။အာဆီယံအဖွဲ့ဝင် ဖြစ်မှုဟာအပြောင်းအလဲတွေဖြစ်လာနိုင်တယ်လို့မမျှော်လင့်နိုင်ပေမဲ့လည်းနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုမှာသူရဲကောင်းတွေဖြစ်ခဲ့ကြတဲ့ဟိုစေးရာမို့စ်ဟော်တာနဲ့အရှိတီမောဝန်ကြီးချုပ်ရှာနာနာဂူစမာအိုတို့အတွက်တမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။အဖွဲ့သို့ဝင်ရောက်ခြင်းကိုဒီကနေ့ကွာလာလမ်ပူမှာကျင်းပတဲ့ ှစ်ပတ်လည်ထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာအာဆီယံခေါင်းဆောင်တွေကတရားဝင်ကြေညာခဲ့ပြီးအရှေ့တီမောနိုင်ငံတော်အလံကိုစစ်မြုံမှာမှလွှင့်ထူခဲ့စဉ်လက်ခုပ်ဩဘာတွေပေးခဲ့ကြပါတယ်။လက်ရှိမှာမလေးရှားဟာအာဆီယံရဲ့အလဲကျဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံဖြစ်ပြီးမလေးရှားဝန်ကြီးချုပ်ကလည်းအာဆီယံမိသားစုတွေအဖွဲ့ဝင်တစ်အဖြစ်ကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။အခုအချိန်ဟာအရှေ့တီမောနိုင်ငံအတွက်သမိုင်းဝင်အခိုက်အတန့်ဖြစ်ပြီးကုန်တယ်ရင်းနဲ့ယင်းနှမြုံနှံမှုအတွက်ကြီးမားတဲ့အခွင့်အလမ်းတွေကိုယူဆောင်လာမယ်။ အစားပြုခြင်းအသစ်တစ်ခုဖြစ်ကြောင်းမင်းကြီးချုပ်ကုမအိုကစိတ်ခံစားချက်အပြည့်နဲ့ပြောကြားသွားခဲ့ပါတယ်ရှင်။မြို့တော်ရဲ့နေ့စဉ်သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းလေးကိုနေ့စဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာ ချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘီရဲ့နေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်း မြို့တော်အခွေသားများကစုမုံကောင်တောင်းလိုက်ရပါတယ်ရှင်။